ုချင်းသီလနဲ့စိတ်သက်ဒီခေတ်မှာအများကြီးနှိမ့်ချနေတာမရှိဘူးလား။နော်ရှိလူကြီးတွေပြောတယ်ဆုတ်ကတ်နော်ဆုတ်ခေတ်ဒီလိုပြောတာရှိတယ်။နော်ဆုတ်တယ်ဆိုတာဘာတွေဆုတ်သွားတာတုံးဆိုတော့သူတော်ကောင်းအကျင့်တွေဆုတ်သွားတာသူတော်ကောင်းစိတ်သက်တွေဆုတ်သွားတာတဖြည်းဖြည်းနဲ့ဒါဆုတ်နေတာကတော့လေအမှန်ပဲ။ဒါကဦးရှင်တို့နော်တဘာဝလောကကြီးရဲ့လမ်းစဉ်တိုင်းသူကပွားနေတာပါဒါဟုတ်လားဒါကိုတရားသမားတို့ဦးရှင်တို့ရက်တန်ဖို့ဆိုတာမလွယ်ပါဘူး။ဟုတ်ရဲ့လား။ တော့လောကကြီးတဖြည်းဖြည်းနဲ့ဆုတ်ယုတ်လာတဲ့အစသားရရဆုတ်ယုတ်လာတဲ့ဆိုတာကိုရက်တန့်ဖို့ဆိုတာမလွယ်ပါဘူးအဲ့တော့သူများဆုတ်ယုတ်သွားတိုင်းကိုဆုတ်ယုတ်မသွားဖို့အရေးမကြီးဘူးလားအဲ့ဒီအချက်ကိုမိမောင်းထုတ်ပြရရောက်တယ်လို့ထင်ပါတယ်ဟုတ်လားနှိမ်ကြတဲ့လူတွေကြားထဲမှာမြင့်မားစွာ နေရမယ်ဆိုတာသူများမောကားရေတောင်းတိုင်းမတောင်းနဲ့လို့ပြောတာအဲ့တော့တကယ်တမ်းကကိုကနှိမ်ကြလိုက်မယ်ဆိုလို့ရှိရင်ကိုနှိမ်ကြစွာနေခြင်းကြောင့်ရရှိတဲ့အကျိုးရလဒ်ကိုကိုပဲသိမ့်ပိုက်ရမယ် တော့သူများမကောင်းလို့ငါလိုက်မကောင်းပဲဆိုရင်သူများမကောင်းတာကသူများဖတ်သူသူများအပြစ်သူများယူသွားမှာဟုတ်လားဆိုလိုတာကသူများမကောင်းခြင်းဟာကိုမကောင်းခြင်းအတွက်အကြောင်းမဖြစ်တဲ့မှုနိဗ္ဗတံတေတုဥပ္ပတိနိဗ္ဗတံတေတုနှိမ့်ချနေတဲ့လူတွေရဲ့ကြားထဲမှာဥပ္ပတိမြင်မှစွာနေရမယ်တဲ့ဟောစံချင်မကလေးလာပြန်တယ်နော်နှိမ့်ချနေတဲ့လူတွေကြားထဲမှာမြင်မှစွာနေရမယ်ဆိုတာဘာပြောတာတုံးဆိုတော့ အစသာအရာရာစိတ်တအဖြစ်ဖြစ်စီကိုကျင်တရားအဖြစ်ဖြစ်စီနှိမ့်ချနေတဲ့ဒီလောကကြီးထဲမှာစိတ်တအဖြစ်ကိုကျင်တီလာအဖြစ်မြင်မစွာစောက်တည်ပြီးတော့နေရမယ်လို့ပြောတာဟောဒါကြတော့သူကပြောပုံကအတိပဲတမျိုးဖြစ်သွားတယ်နော်စောစောကမကောင်းတာတွေပဲမြင်နေတဲ့လောကကြီးမှာမကောင်းတာတွေကိုနှိမ့်ပြီးတော့နေရမယ်ပေါ့ခုကဘာပြောတော့ကောင်းတာတွေနှိမ့်နေတဲ့လောကကြီးမှာ ကောင်းတာတွေကိုမြင့်ပြီးတော့မြင့်နေအောင်လုပ်ပြီးတော့နေရမယ်လို့ပြောတာ တော့အဓိကဒီနေရာမှာလောကကြီးကဘာတွေနှိမ့်ချနေတာတော့ဘာတွေမြင့်မို့လို့တာတော့လို့ပြောရရင်တော့နှစ်ချက်အကိုချင်းတီလာနဲ့စိတ်ဓာတ်